ကျွန်တော်တို့ရဲ့27 audio channel ကိုနားဆင်နေကြတဲ့မိတ်ဆွေတွေအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့အလုံကိုထူးမြတ်လာတဲ့ကဆုံလာပြည့်ဗုဒ္ဓနေနဲ့ညောင်ရီသုံးပွဲတော်အကြောင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာ ကဆုံလာပြည့်နေ့ဟာဗုဒ္ဓဘာသာဝင်တို့ရဲ့နေတူးနေမြတ်ကြီးဖြစ်ပါတယ် ဘုရားလောင်းတော်သူမီတာယတိအားဗဒကဘာမှာလေးစုမြောက်ပွင့်မယ်ခေါင်းတော်ဘုရားစင်စစ်ဖြစ်လိမ့်မယ်လို့ဒီပင်ကရာမြတ်စွာဘုရားထံမှာနိယတဗျာဒိတ်ခံယူတဲ့နေ့ကကဆုံလာပြည့်နေ့ဖြစ်ပါတယ်။ဒါအပြင်ဂေါရမဘုရားလောင်းတိတ်တထမင်းသားဖွားမြင်တဲ့နေ့ကလည်းမဟာတက္ကရ68ခုကဆုံလာပြည့်နေ့ပဲဖြစ်ပါတယ်။နောက်ထပ်ဂေါရမဘုရားလောင်းဘောရီပင်အောက်မှာဘုရားဖြစ်တော်မူတဲ့နေ့ကလည်းမဟာတက္ကရ103ခုကဆုံလာပြည့်နေ့ပဲဖြစ်ပါတယ်။ ကောရဘုရားပြိနေဘယ်ဆံဝင်တဲ့နေ့ကမဟာတက္ကရာ148ခုကစုံလှပြည့်နေ့ဖြစ်တော့ဗျာဒိတ်ဖွားမြေဘောရီဘယ်ဆံဝင် နေဘနဲ့ဆိုတဲ့အတိုင်းထူးမြတ်လာတဲ့ကစုံလှပြည့်နေ့ပဲဖြစ်ပါတယ်ခင်ဗျာ ဘျားဖွာပွင့်ဆန်ဤလေးတံမှတ်ရန်ဗုဒ္ဓနေလို့ဆိုတဲ့အတိုင်းဘျားဆိုတာတော့ဘုရားအလောင်းတော်သူ့မိသားရှင်ရဲ့တေကဤဘဒ္ဒကဘာမှာလေးစုမျိုးဖြစ်တဲ့ဂေါရမအမိနဲ့ဘုရားစင်စစ်ဤကံဖြစ်လိမ့်မယ်လို့ဒီပင်ဂရာမြတ်စွာဘုရားထံကနေဤရတာဘျားလေးကိုကဆုံလှပြနေမှာခံယူတော်မူခဲ့ပါတယ်ကောရမဘုရားလောင်းတော်ဟာဒီဘဒ္ဒကဘာကနေပြန်ပြီးတော့ရည်တွက်ရင်းလေးအတင်ချင်းနဲ့ကဘာတသိန်းထက်မှသူ့မိသားရှင်ရဲ့အသည့်ဖြစ်ခဲ့ပါတယ် ူမီတာရှင်တွေကဒီမင်္ဂလာမြတ်စွာဘုရားခြေတော်ရဲ့မှာ မိမိတကိုယ်နဲ့နိဗ္ဗာန်ချမ်းသာကိုရယူနိုင်ပေနဲ့ဩဃလေးပြာတန်တရားမှာနိမောမျောပါနေကုန်ကြတဲ့ဝိနည်းတတဝအပေါင်းကိုတနာကျင်နာတော်မူလာတဲ့အတွက်တယောက်တည်းတဦးတည်းယူတော်မူခဲ့ပါဘူး။သူမီတာရှင်တွေဘဝကနေဝေဒန္တရာမင်းဘဝတိုင်အောင်မရေမတွက်နိုင်တဲ့ဘဝတွေမှာရွှေငွေစင်မြင်းစတဲ့ပစ္စည်းတွေကိုလှူခြင်းဆိုတဲ့ဒါနပါရမီ ခြေလက်နာနှခေါင်းစသည်တို့ကိုလှူခြင်းလို့ခေါ်တဲ့ဒါနဥပပါရမီမိမိအသက်ကိုလှူခြင်းစတဲ့ဒါနပရမတ္ထပါရမီအစရှိတဲ့ပါရမီ30လို့ကိုဖြစ်ကျင်တော်မူခဲ့ပါတယ်။ဒါအပြင်အလွန်စွန့်နိုင်ခဲ့လာတဲ့ဗရေတရိဧကရိစကြမင်းတို့ရဲ့စီးစိမ်ယန္တနာကိုစွန့်ခြင်းလို့ခေါ်တဲ့ဒါနပရိစာက သာသမီကိုစွန့်ခြင်းဆိုတဲ့ပုဒ္ဒပရိစာကမယားကိုစွန့်ခြင်းဆိုတဲ့ဗရိယပရိစာက ခြေလက် နားနှာခေါင်းကိုယ်ရည်ကအစိပ်ပိုင်းတို့ကိုစွန်ခြင်းလို့ခေါ်တဲ့အင်ကပြိဿာကမိမိအသက်ကိုစွန်ခြင်းလို့ခေါ်တဲ့ဇီဝိတပြိဿာကလို့ခေါ်တဲ့စွန်ခြင်းကြီး၅ပါးကိုလည်းဖြည့်စွန်တော်မူခဲ့ပါတယ်။ ပြားဖွားပွင့်စံဆိုတဲ့ထဲမှာဖွားဆိုတာကတော့မဟာတက္ကရ68ခုနှစ်ကဆုံလာပြည်နေမှာဂေါရမဘုရားလောင်းတော်တိတ်တထမင်းသားဖွားမြေတော်မူခဲ့ပါတယ်။ဘွားများစွာတန်တရာကာလပတ်တော်ပါရမီတော်တို့ကိုဖြည့်ကျင့်တော်မူပြီးနောက်မှာဘုရားလောင်းတော်ကသူတည်တာနတ်ပြည်မှာတေတကေတုမီတဲ့နတ်သားဖြစ်ခဲ့ပါတယ်။နတ်သားဖြစ်ခြင်းမှာစကြဝဠာတိုက်တောင်းမှနတ်ပြည်မှာအပေါင်းတို့ကဘုရားဖြစ်ခြင်းတံပါပြီးလူပြည်ကိုဆင်း၍ဘုရားဖြစ်တော်မူပါလို့ဘုရားလောင်းတော်ကိုတောင်းပန်လျှောက်ထား ားကြပါတယ်။ဘုရားအလောင်းတော်တေတကေတုနတ်သားကလည်းကြည်ချင်းကြီး၅ပါးနဲ့လူပြည်ကို ကြည်ပါတယ်။နံပါတ်၁ကတော့ကာလလို့ခေါ်တဲ့ဘုရားဖြစ်ရာအချိန်ကာလကိုကြည်ပါတယ်။နံပါတ်၂ကတော့ဒီပလို့ခေါ်တဲ့ဘုရားဖြစ်ရာကျွန်းရက်ကိုကြည်ပါတယ်။နံပါတ်၃ကတော့ဒေတာလို့ဆိုတဲ့ဘုရားဖြစ်ရာအရက်ဒေတာကို ကြည်ပါတယ်။ နံပါတ်၄ကတော့ကုလားလို့ဆိုတဲ့ဖျားဖြစ်ရာ အမျိုးနယ်ကို ကြည်ပါတယ်။နံပါတ်၅ကတော့မာတုအာယုပရိစေတာလို့ခေါ်တဲ့ဖျားအလောင်းတော်ရဲ့မဲတော်ဖြစ်မဲ့လူရဲ့အသက်အပိုင်းခြားတတ်တန်းအပိုင်းခြားကိုကြည်ချင်းလို့ခေါ်တဲ့ကြည်ချင်းကြီး၅ပါးနဲ့ကြည်တော်မူပါတယ်။ ဒီလိုကြည့်ပြီးတဲ့အခါမှာအလုံးကန့်ညီတဲ့အတွက်နေ့အဖြစ်မှာစုတီမဟာတက္ကရ68ခုဝါစုလပြည့်ကြာသပတေးနေ့မှာကပိလဝုပြည့်ရှင်ဘရင်တုံတော်နာမင်းကြီးရဲ့တောင်ညာဒေဝီမိဖုရားမေရောမာယာဝမ်းမှာပြည့်တည်တည်ပါတယ် မြတ်စွာဘုရားရဲ့မိခင်သီရိမဟာမာယာဒေဝီမိဖုရားကြီးကကိုဝင်နေစီလာစီဖြစ်တဲ့အချိန်မှာမွေးရမြေဒေဝတဟပြည်ကိုဆွေမျိုးတွေရံပြီးပြန်ပြီးတော့ဖះလောင်းကိုမီးဖွာတက်ဆင်လို့တဲ့အတွက်ကပိလဝတ်တိုင်းပြည်ကနေထွက်ခွာခဲ့ပါတယ်။ ဘယ်အလောင်းရဲ့ဖခင်သုတ္တရဒနာမင်းကြီးကလည်းမဲတော်မာယာကိုကိုဝင်နေစီလာစီဖြစ်တဲ့အခါကျတော့ဒီလိုခီးရှည်မတော်ရောက်ဖို့အချိန်ချင်းတားမြစ်တော်မူခဲ့ပါတယ်။နောက်ဆုံးမှာမိဖုရားကြီးရဲ့ဆန္ဒကိုမလွန်ဆန်နိုင်တဲ့အတွက်ဆွေမျိုးတွေထံကိုတွားရောက်ဖို့ခွင့်ပြုပေးခဲ့ရပါတယ်။ဘုရားအလောင်းတော်ဟာမဟာတက္ကရ68ခုကစုံလပြည့်တောက်ကြနေပါ ဒေဝဒဟပြည်နဲ့ကပိလဝပြည်ကြားမှာရှိတဲ့လုံမဏီတာမောအင်းချင်းတော်မှာမေတော်မာယာဝမ်းကနေမီးရှူဖွားမြေတန့်စင်တော်မူခဲ့ပါတယ်။တိတ္တရမင်းသားလုံမဏီဥယျာဉ်တော်နီဘောနိုင်ငံမှာမွေးဖွားတော်မူခဲ့ပါတယ်။ ပြားဖွားပွင့်စံဆိုတဲ့အထက်မှာပွင့်ဆိုတာကတော့ကစုံလပြည်နေမှာဖျားပွင့်တော်မူတာကိုရည်ညွှန်းတာဖြစ်ပါတယ်။ဖျားလောင်းတော်တိတ်တထမင်းသား16နှစ်အရွယ်မှာရတော်ရယာမင်းသမီးနဲ့ထိမ်းမြလက်ထပ်ပြီးတော့မင်းစည်းစိမ်ကိုຫນွေမိုးဆောင်နန်းဆောင်၃ခုမှာ73နှစ်ကြာဆံမြန်းတော်မူပါတယ်။29နှစ်အရွယ်ကို ရောက်တဲ့အခါသူ့ကိုသူနာသူတည်ယဟန်းစတဲ့နမိတ်ကြီး၄ပါးကိုမြင်တော်မူတဲ့အတွက်တောထွက်ပြီးတော့ယဟန်းပြုပါတယ် ဘုရားလောင်းတော်ကအလွန်ပြုနိုင်ခဲလာတဲ့ဒုက္ခရစရိယာအကျင့်ကိုယဟန်အဖြစ်နဲ့6နှစ်ပတ်လုံးကျင့်တော်မူခဲ့ပါတယ်အဲ့ဒီနောက်မှာဖရာလောင်းတော်ကသူ့ဇာတာမီတဲ့တထေးသမီးလူတန်းနဲ့နုကနာစွန်းကိုအဇပါလာညောင်ဝင်းရင်မှာအလူခံဖုံးပေးပြီးတော့မဟာဘောရီပင်ကိုကြွတော်တော်မူပါတယ် ဘုရားအလုံးတော်ကတုရိယံငစင်လှူတန်းနဲ့မျက်ရှိဆုပ်ကိုကျဲဖြတ်လိုက်တဲ့အခါဒီခဏမှာပဲမျက်ရှိဆုပ်ကမဟာဘောဓိပင်ရဲ့မှာအပ္ပရာဇိတာပလင်ဖြစ်တော်မူပါတယ်။ဘုရားအလုံးတော်ကဒီပလင်ထက်မှာထုတ်ဝေခွဲခွေနေတော်မူစဉ်နေမဝင်ခင်မှာမာနရံကိုအောင်မြင်တော်မူပြီးတော့ညစ်ဦးရံမှာရှေ့ကဖြစ်ခဲ့မှုတဲ့ခန္ဓာအစဉ်ကို အောက်မေ့တရိရတဲ့ပုပ်ပင်ဏိဝါဒနှုတ်တိညံကိုရတော်မူပါတယ်။ တကောင်းရံမှာနတ်တို့ရဲ့မျက်စိနဲ့တူတဲ့စုတွေကနေသောတရဝါစသည်တို့ကိုမြင်တတ်သောဒိဗ္ဗဆက်ကူဉာဏ်ကိုရတော်မူပါတယ်။ မိုးတောင်ရံမှာအာတော်တရား၄ပါးကိုကုံချင်းကိုပြုတ်တဲ့အာတော်ခရညံကိုရတော်မူပြီးတော့တတ်တော်35နှစ်အရွယ်မဟာတက္ကရိ103ခုနှစ်ကစုံလပြည့်ဗုဒ္ဓဘုနေ့မိုးတောင်ရံအချိန်မှာလောက၃ဘဝမှာအတုမရှိအတုမရှိတဲ့တပတ်ညူတာဖရာဖြစ်ကိုရောက်တော်မူပါတယ်။ဘဝပေါင်းများစွာကျင့်ကြံအားထုတ်ခဲ့ရတဲ့ပါရမီအဟုန်တို့ကြောင့်မာနနဲ့နှောက်ရှက်နေတဲ့ဂျားကပဲဘောဓိပင်နဲ့ရွှေပလင်းထက်မှာ တပညတဉာဏ်တော်ကိုထိုးထွင်းသိမြင်တော်မူခဲ့ပါတယ်။ဗျာဖွားပွင့်ဆန်းဆိုတဲ့အထက်မှာဆန်းဆိုတာကတော့ကစုံလာပြည်တွေမှာ မြတ်စွာဘုရားပြိဋိဘံဆံဝင်တော်မူတာဖြစ်ပါတယ်။မဟာတက္ကရေ148ခုနှင့်ကဆုံလာပြည်နေမှာမာလာမင်းတို့ရဲ့အင်ဂျင်ဥယျာဉ်မှာဘုရားရှင်ပြိဋိဘံဆံဝင်တော်မူခဲ့ပါတယ်။သုံးလူတခင်တပညုဘုရားတခင်က45ဝါကာလပတ်လုံးဝေနေရတ္တဝါတို့ကိုဓမ္မစက်ကြာစတဲ့တရားမျိုးစုံကို ဟောပြတော်မူပြီးတော့လူနဲ့မြမတ္တဝါအလုံးတို့ရဲ့အကျိုးစီးပွားကို ဆောင်ရွက်တော်မူခဲ့ပါတယ်။ 45ဝါကာလပတ်လုံးတရဝါတို့ရဲ့အကျိုးစီးပွားကိုမနာပနေဆောင်ရွက်တော်မူခဲ့တဲ့မြတ်စွာဘုရားရှင်ကတတော်80အရွယ်ရောက်တဲ့အခါမဟာတက္ကရာ148ခုကဆုံလပြည့်အင်္ဂါနေ့မှာကုသနာယုံပြီးမဟာလာမင်းတို့ရဲ့အင်ဂျင်ဥယျာဉ်မှာပြိဋိနိဗ္ဗာန်ဝင်ဆံတော်မူခဲ့ပါတယ် ကဆုံလာပြီနေ့မှာမြတ်ဗုဒ္ဓရဲ့ထူးခြားတဲ့အဖြစ်တော်လေးမျိုးစလုံးတိုက်ဆိုင်စွာဖြစ်ပေါ်ခဲ့တဲ့အတွက်ကြောင့်ဗုဒ္ဓဘာသာဝင်အပေါင်းတို့ကကဆုံလာပြီနေ့ကိုဗုဒ္ဓနေ့ဖရာနေ့အဖြစ်သတ်မှတ်ခဲ့ကြပါတယ်ထူးခြားသောနေတူးနေ့မြတ်ကြီးလည်းဖြစ်ပါတယ်ဗုဒ္ဓနေ့နဲ့အတူပူးတွဲပြီးတော့ဖြစ်ပေါ်လာတဲ့ယဉ်ကျေးမှုတရက်ကတော့ညောင်ရီသုံးပွဲတော်ပဲဖြစ်ပါတယ်ညောင်ရီသုံးပွဲတော်ကမြန်မာလူမျိုးတို့ရဲ့အမွန်အမြတ်ထားတဲ့ပွဲတော်တရက်လည်းဖြစ်ပါတယ် ဘုရားရှင်ကဒီနေ့ဒီအခါမှာတပ္ပညုတရွှေဉဏ်တော်ကိုရတော်မူရန်အတွက်ဗောဓိပင်ကိုအမိပြုတရားအားထုတ်တော်မူခဲ့ပါတယ်။ဒါကြောင့်ဘုဒ္ဓဘာသာဝင်တို့ကဗောဓိပင်ကိုရည်သွုံးလုံးခြင်းစတဲ့ကုသိုလ်ကောင်းမှုတို့ကိုပြုလုပ်ကြပါတယ်။ ဒါကြောင့်ဗုဒ္ဓဘာသာဝင်မြမလူမျိုးတို့ကမြတ်စွာဘုရားပွင့်တော်မူရာဘောဓိပီကိုယီမန်းဘောဓိပီအပွားတို့တွေကိုတရားတရားထက်သန်စွာရည်စင်သုံးလုံးလေးရှိကြပါတယ်။ပရိဘောကဇေဒီထိုက်တဲ့ဘောဓိညောင်ပင်ကိုရည်စင်သုံးလုံးပူဇော်ခြင်းကလျှောကန်ကောင်းမွန်ပြီးတော့ကုသိုလ်တုကိုလည်းရရှိနိုင်ပါတယ်။ဘောဓိပင်ကတပည့်ညွတ်ဉာဏ်တော်ကိုရရှိဖို့ဖျားဖြစ်တော်မူရာဌာနဖြစ်ခြင်းဖွားဘတ်တော်ခုနှစ်ပါးမှာစည်ရင်းဝင်ဖြစ်ခြင်းတို့ကြောင့်ထူးခြားသောတိပင်တစ်မျိုးလည်းဖြစ်ပါတယ် ဒါပြင်ကဆုံလာပြီနေကိုကဆုံညောင်ရီသုံးပွဲတော်အခါတမရနေလို့လဲခေါ်လိခေါ်တာရှိပါတယ်။မြတ်စွာဘုရားကဘုရားဖြစ်ဖို့လို့ကပါရမီ7ပါးစုံညင်းကြီး9ပါးစရိယ3ပါးတို့ကိုဖြည့်ကျင့်ခဲ့ရမှာမိမိတရားဥတည်းတူတည်းနိဗ္ဗာန်ကိုကူးနိုင်ပါလျက်တရဝဝိနည်းရတို့အပေါ်မှာကြီးမားလာတဲ့မဟာကရုဏာတော်မဟာမေတ္တာတော်အနန္တထားရှိတဲ့အတိုင်းပြုနိုင်ခဲလွာစွာသောအမှုတို့ကိုပြုလုပ်စွန့်နိုင်ခဲလာတဲ့အရာဝတ္ထုတို့ကိုစွန့်လွတ်လူဒန်းခဲ့ပါတယ်။ ပေးလူနိုင်ခဲ့တဲ့အရာတို့ကိုလည်းပေးလူခဲ့ပါတယ်။သီးခံနိုင်တဲ့အရာတို့မှလည်းသီးခံပြီးတော့ကိုတော်ရဲ့ပင်ပန်းခြင်းစိတ်တော်ရဲ့ပင်ပန်းခြင်းကိုပြုတော်မူခဲ့ပါတယ်။ဒီလိုကြီးမြတ်လာတဲ့မြတ်စွာဘုရားရဲ့ဂုဏ်တော်နန္ဒကိုနှလုံးသွင်းပြီးတော့ရည်စင်သုံးလောင်းမှုပြုခြင်းဖြစ်ပါတယ်။ မဟာဗောဓိပင်ကမြတ်စွာဘုရားရဲ့ကိုးစားပူဇော်ခြင်းဖြစ်ပါတယ်မြတ်စွာဘုရားတတ်တော်ထင်ရှားရှိစဉ်ကအနာဒပင်တထေးကြီးကအရှင်အာနန္ဒနဲ့တွေ့ဆုံပြီးတော့ရှောက်ထားခဲ့ပါတယ်ယဝေးယဏီမယဟန်ရှင်လူပုဂ္ဂိုလ်တို့ကဘုရားရှင်ကိုဖူးမြော်ဖို့လာရောက်ကြတဲ့အခါမှာဘုရားရှင်ဒေတာစာရီကြွတော်မူတဲ့နေ့ကြုံတွေ့ရတာမျိုးရှိပါတယ် ဘုရားရှင်ကိုမဖူးတွေးလိုက်ရတဲ့အတွက်စိတ်နှလုံးညှိုးနှွမ်းပြီးပြန်သွားကြတာမျိုးလည်းဖြစ်ပါတယ်။ဒါကြောင့်ဘုရားရှင်ကိုစားပြုတော်မူပြီးဖူးမြော်နိုင်မဲ့အရာတစ်ခုခုစီမံပေးရန်ဘုရားရှင်ကိုရှောက်ထားပေးဖို့အနာတပင်တတိကြီးကအရှင်အာနန္ဒာကိုရှောက်တင်ခဲ့ပါတယ်။အရှင်အာနန္ဒာကလည်းဘုရားရှင်ထံပြန်လဲရှောက်ထားတဲ့အခါမှာ चित्त အာနန္ဒာငါဘုရားမရှိတဲ့အခါမှာ ငါဘုရားရှင်ရဲ့အစိပ်ပိုင်းတွေဖြစ်တဲ့ဇပင်မွေးညင်းသွားညံ့ယူစတဲ့တရိရကဇီဒီငါဘုရားရဲ့အသုံးဆောင်တွေဖြစ်တဲ့တပိတ်သင်္ကန်းကြောင်းအစရှိတဲ့ပရိဘောကဇီဒီငါဘုရားရှင်ကိုရီမတ်ထုလို့ကိုးကွယ်တဲ့ဩဒိတဇီဒီသုံးမျိုးနဲ့ဘုရားရှင်တို့ရဲ့တစ္ဆာလေးပါးကိုသိမြင်ဟာမဟာဘောဓိပင်ဆိုတာကဘုရားရှင်တတ်တော်ထင်ရှားရှိစဉ်ကပဲဇီဒီမိကြောင်းဘုရားရှင်မိကြတော်မူခဲ့ပါတယ် ဘောရီပင်ဆိုတာကတော့ဖွားဖွက်တော်လဲဖြစ်တယ်လို့ပရိဘောကစီဒီထိုက်တော်ဘုရားရှင်တတ်တော်ထင်ရှားရှိစဉ်ကလေးကအရှင်အနန္ဒကိုမိတ်ဆိုခဲ့မှုပါတယ်ဘုဒ္ဓဘာသာဝင်တို့ရဲ့ဘုဒ္ဓမြတ်စွာဘုရားကိုကိုးဝယ်စီခဲ့ရမှာဘုရားပွင့်တော်မူရာထိမ့်မဲ့ဖြစ်တဲ့ဘောရီပင်များအတို့ရှိစီရဲ့ရေသွုံးလောင်းခြင်းကို အမြတ်တနိုးပြုလုပ်ခဲ့ကြပါတယ် တကူကဆုံဆွေဆွေကုန်းဆိုတဲ့ဇကားနဲ့ညီကဆုံကကနွေရာတီရဲ့အပူပြင်းဆုံးကာလရေအခန်းချောင်းဆုံးအချိန်ရေအဆုံဆုံးအချိန်လည်းဖြစ်ပါတယ်။ဒါကြောင့်ဗုဒ္ဓမြတ်စွာအမိတဟဲပြူရာပွင့်တော်မူတဲ့ဗောဓိညောင်မင်းကိုရေသုံးလောင်းခြင်းဖြင့်ညောင်ရေသုံးပွဲတော်ပေါ်ပေါက်လာခြင်းလည်းဖြစ်ပါတယ်။ တရီလင်္ကာနိုင်ငံကူလန်ဘူမြို့တော်မှာကျင်းပတဲ့အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာကွန်ဖရင့်မှာကဆုံလာပြည်နေကိုကမ္ဘာရုံးပရဲ့အဖြစ်သတ်မှတ်နိုင်ဖို့1998ခုနိုဝင်ဘာ9ရက်ကနေ14ရက်ထိညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်တရီလင်္ကာနိုင်ငံနိုင်ငံရေးဝန်ကြီးကကမ္ဘာရုံးပရဲ့အဖြစ်သတ်မှတ်ရေးအဆိုကို1999ခုနှစ်စက်တင်ဘာမှာ ကုလသမဂ္ဂကို တင်သွင်းခဲ့ပါတယ် 54ချိန်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမှာတင်သွင်းတဲ့အဆိုကိုမြန်မာနိုင်ငံအပါအဝင်တခြားနိုင်ငံပေါင်း34နိုင်ငံကထောက်ခံခဲ့ကြပါတယ်။ဒါကြောင့်ကမ္ဘာကုလသမဂ္ဂကလည်းကဆုံလပြည့်ဗုဒ္ဓနေကို အပြည်ပြည်ဆိုင်ရာရုံးဝယ်ရအဖြစ်တပ်ပတ်ပေးခဲ့ပါတယ်။ ဒါကြောင့်အလုံးကိုထူးခြားမြင့်မြတ်လာတဲ့ကဆုံလားပြည်ဗုဒ္ဓနေမှာမြမပြည်သူပြည်သားတို့အနေနဲ့ကဘာပြည်သူပြည်သားတို့အနေနဲ့ညောင်ရီသုံးလုံးချင်းဖြင့်ဘီအန်ရဲ့ကင်းရှင်းပြီးတော့ငြင်းချမ်းတာယာကြပါစေကြောင်းစုမုံကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာအစိုးရနားတော်မိကြတဲ့မိတ်ဆွေတွေအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ